American အစိုးရရဲ့လုပ်ငန်းတွေကတော့ရပ်ဆိုင်းသွားပါပြီ။ Federal အစိုးရဝန်ထမ်းတွေကတော့ဒီအကျိုးဆက်တက်ရောက်မှုအတွက်ပြင်ဆင်နေကြရပါတယ်။ထောင်ပေါင်းများစွာသောဝန်ထမ်းတွေဟာအလုပ်ကနေယာယီရက်နာခံရမှာဖြစ်ပြီးတော့မရှိမဖြစ်လိုအပ်တယ်လို့သတ်မှတ်တဲ့အလုပ်ဝန်ထမ်းအများပြားကလည်းသဘောတူညီချက်တစုံတရာမရမချင်းဗားစာမရပဲ အလုပ်လုပ်ရလိမ့်မယ်လို့ညွှန်လင်းရပါတယ်။တချိန်တည်းမှာပဲအမေရိကန်သမ္မတဒေါ်လန်ထရန့်ကနောက်ထပ်အလုပ်တွေရှော့မယ်လို့ချိန်ချောက်နေပါတယ်။ထရန့်အစိုးရတက်လာကလေးကဖက်ဒရယ်အစိုးရအလုပ်ကိုင်၃သိန်းကိုဖျက်တောက်ထားပြီးဖြစ်ပါတယ်။ဒီလိုဝန်ထမ်းအင်အားနဲ့ဆိုရင်ကျွန်တော်တို့အစိုးရရဲ့လုပ်ငန်းလေပတ်နိုင်စွမ်းကဘယ်လိုပုံစံဖြစ်လာမလဲဆိုတာမသိပါဘူး။လူတွေကဖက်ဒရယ်အစိုးရဝန်ထမ်းအင်အားတိုးပြီးတိုးနေတယ်လို့ထင်နေကြပါတယ်။တကယ်က260လုံးလုံး ဝန်ထမ်းအရေးအတွက်ကအတူတူနေပါပဲရှိနေခဲ့တာပါလို့ Federal ဝန်ထမ်းများ Federation ကိုယ်စားလှယ်ကပြောဆိုသွားတာပါဒီအစိုးရရဲ့ဆိုင်မှုဟာလက်ရှိအစိုးရဝန်ဆောင်မှုတွေကိုထိခိုက်တဲ့အပြင်အနာဂတ်မှာအစိုးရဝန်ထမ်းတွေကိုခေါ်ယူခန့်အပ်ဖို့နဲ့ထိမ့်သိမ့်ဖို့လေပူပြီးခက်ခဲစေလိမ့်မယ်လို့အလို့သမားသမဂ္ဂတွေကသတိပေးထားပါတယ်ပြည်မြအားဖြင့် Federal အစိုးရဝန်ထမ်းတွေဟာပုဂ္ဂလိကကဏ္ဍကဝန်ထမ်းတွေထက်ဝင်ငွေ25ရာခိုင်နှုန်းပိုနည်းပါတယ် ၊လေကြောင်းခရီးသွားလာမှု၊သိပ်ပံသူတေသနာနဲ့စီရေးကဏ္ဍတွေအားလုံးဟာအစိုးရရက်ဆိုင်မှုကြောင့်ထိခိုက်နိုင်တဲ့ကဏ္ဍတွေဖြစ်ပါတယ်။အစိုးရရက်ဆိုင်မှုရဲ့အကျိုးသိရောက်မှုတွေကများသောအားဖြင့်တဆင့်ပြီးတဆင့်ပေါ်လာတတ်ပါတယ်။များသောအားဖြင့်အမျိုးသားဥယျာဉ်တွေနဲ့အထိမ်းအမှတ်နေရာတွေကဝန်ထမ်းတွေဟာပထမဆုံးတည်တည်တသာရောကြသွားတာကိုတွေ့ရလိမ့်ရှိပါတယ်။ A lot of parks have valuable resources inside. ဝင်းတတော်များများမှာတံပိုးတံတယံစာတာတွေရှိပါတယ် အဲ့ဓာရီကိုမကာခွေဘူးမစောက်ရှောက်ဘူးမထိန်သိမ်းဘူးဆိုရင်ဥယင်ရဲ့အထူးအစိတ်အပိုင်းတွေကိုအမေရိကန်ပြည်သူတွေအနေနဲ့ကျွန်တော်တို့ဆုံးရှုံးသွားနိုင်ပါတယ်လို့မြူသားဥယင်စေတနာဝန်ထမ်းတအူးကပြောဆိုထားပါတယ်ထိတ်တန့်ဒီမိုကရက်နဲ့ရီပပ်ဘလီကန်အမတ်တွေကတော့ တပတ်နဲ့တပတ်အပြစ်တင်မှုအပြိုင်ဆိုင်စူးစမ်းနေကြပါတယ် Republican အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကသဘောတူညီမှုမရရှိခဲ့တဲ့အတွက်ကြောင့်အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Chuck Schumer ကိုလက်ညှိုးထိုးခဲ့ပြီးတော့ Alexandria Ocasio-Cortez အပါအဝင် Democrat အမတ်တွေကတော့ Republican တွေကကျမ်းမာရေးဆောင်ရှောက်မှုကိုကာကွယ်ဖို့အညှိအနှိုင်းမခံဘူးလို့ဆွဆွဲခဲ့ကြပါတယ်ခင်ဗျာ လေဒီရှားဟာဒီနှစ်အစောပိုင်းမှာရင်သားကင်ဆာကိုတွေ့ရှိပြီးတဲ့နောက်မှာတော့ရှစ်လတာကာလပတ်လုံးဓာတုကုထုံးအကြိမ်ကြိမ်ခံယူခဲ့ရပြီးတော့ယောဂါကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပါတယ်။ကျွန်မအဲ့ရတဲ့လင်းနေခဲ့ရပါတယ်။အရန်ပြင်းမှန်းခဲ့ပါတယ်။ဘီးထွက်ဆိုးချိုးတွေအများကြီးခံစားခဲ့ရပါတယ်။ဒုတိယအကြိမ်အပတ်စဉ်ဓာတုကုထုံးစပြီးကလေးကနည်းနည်းပိုကောင်းလာခဲ့ပါတယ်လို့သူကပြောပါတယ်။ခွဲစိတ်ကူတာမှုနဲ့ဓာတုကုထုံးတွေခံယူပြီးတဲ့နောက်မှာတော့အခုဆိုရင်မျောလင်းချက်အလင်းရောင်ကိုမြင်နေရပါပြီ။ ဒါဟာသူ့ရဲ့နောက်ဆုံးစီးသွင်းမှုဖြစ်ပါတယ်။ကျမဒီထူးခြားမှုကိုနှစ်သက်နေပါတယ်။ဒါဟာကျမရဲ့ကုသမှုခရီးစဉ်မှာခြေလှမ်းတလှမ်းပါပဲလို့လေတီရှားကပြောကြားထားပါတယ်။ပြင်သစ်နိုင်ငံအနောက်ပိုင်းလာရိုရှဲမြို့ကစီးယုံမှာလေတီရှားဟာရင်သားကင်ဆာအတွက်ကုသမှုခံယူနေတဲ့အမျိုးသမီး900တဲ့ကတူဦးဖြစ်ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်ပြင်သစ်မှာနှစ်စဉ်အမျိုးသမီး6000 1000ကျော်ရင်သားကင်ဆာဆစ်ဆီးတွေ့ရှိရပြီးတော့ကမ္ဘာတဝန်းမှာတော့အမျိုးသမီးပေါင်း1.2သန်းကျော် ယောဂရှာဖွေတွေ့ရှိရပါတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့2022ခုနှစ်အချက်အလက်တွေကဖော်ပြထားပါတယ်။ပြင်သစ်အပါအဝင်အနောက်နိုင်ငံတွေမှာယောဂဖြစ်ပွားနှုန်းတွေအရန်မြင့်မားနေပြီးမဲ့ဝင်ငွေနေပါတဲ့နိုင်ငံတွေလိုမျိုးယောဂဖြစ်ပွားနှုန်းတွေတိတိတသာနေပါတဲ့နိုင်ငံတွေမှာတော့မှရင်သားကင်ဆာဟာအမျိုးသမီးတွေရဲ့ကင်ဆာယောဂဆင်ရင်မှာထိတ်ဆုံး၃မျိုးတွင်မှပါဝင်နေသေးပါပဲ။ဒါကြောင့်ကမ္ဘာပေါ်မှာရင်သားကင်ဆာထိန်းချုပ်ရေးအစီအစဉ်မရှိတဲ့နိုင်ငံမရှိပါဘူးလို့ IARC International Agency for Research on Cancer မှကင်ဆာယောဂဗေဒပညာရှင်က ပြောကြားထားပါတယ်။အရင်ကတည်းကကုသမှုတွေထိရောက်လာတာကြောင့်စောစောစစ်ဆေးခြင်းနဲ့ကုသမှုခံယူတာကအရေးကြီးလာပါတယ်။လွန်ခဲ့တဲ့25နှစ်တာကာလအတွင်းမှာအသက်ရှင်နှုန်းကအမျိုးသမီး၄ဦးမှ၃ဦးကနေ10ဦးမှ9ဦးအထိတိုးလာခဲ့ပါတယ်။ဒါဟာကုသမှုတွေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ စောစောယောဂါရှာဖွေတွေးရှိတာတွေကြောင့်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ပို့ပြီးတော့ရှာဖွေတွေးရှိနိုင်တာကြောင့်စောစောနဲ့ပိုကောင်းအောင်ကုသပေးနိုင်ပါတယ်လို့စီးရုံကပြောကြားခဲ့ပါတယ်ခင်ဗျာ။ င်္ဂါနေ့ညကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကစီဘူးပြည်နယ်မှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီးတော့ဆေးရုံတရုံရဲ့အပြင်ဘက်မှာထိခိုက်ဒဏ်ရာရသူတွေကိုဆေးကုသပေးနေတာပါဆေးရုံတွေမှာလူနာတွေနဲ့ပြည်နေပြီးတော့မနိုင်မနှင်းဖြစ်နေတယ်လို့အရေးပေါ်ကိစ္စရေးအရာရှိတွေကပြောပါတယ်အင်္ဂါဒါမီ There are many patients here အထက်မှာလူနာတွေအများကြီးပါပဲကျွန်တော်တို့တကယ်ကို မနိုင်မနှင်းပါပဲဒီသားစံတော်ချိန်ညစေနာရီမှာဖိလစ်ပိုင်အလဲပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ဟာကျင်းအား6.6ရှိခဲ့ပြီးတော့ စေစုနည်းတစ်ခုချို့အတွင်အပြင်းထန်ဆုံးငလင်းတစ်ခုဖြစ်ပါတယ်ဒီသခင်အာနာပိုင်တွေကအဆောင်အပြည့်စည်းတွေအောက်မှာအသက်ရှင်နေသူတွေကိုအသေးအတန်ရှာဖွေနေကြပါတယ်အပြိုတန်းရဲ့ကူးထားတဲ့ဗီဒီယိုမှာတော့ခရိယံဖျားချောင်းတစ်ချောင်းကမီးဆိုင်တွေပြုတ်ကျလာပြီးတော့ဖျားချောင်းခေါင်းလုံးစင်ပြုတ်ကျသွားတာကိုရိုက်ကူးထားတာပါဒီငလင်းကြောင့်ဒီသခင်တွေဟာလမ်းမတွေပေါ်ကိုပြေးထွက်ခဲ့ကြရပြီးတော့တချို့ကတော့ယာယီခိုးလုံရင်းစုတောင်းနေခဲ့ကြပါတယ်ငလင်းကြောင့်ထိခိုက်ပျက်စီးမှုကလည်းကြီးမားပါတယ် ဒီဇီဝဲစင်တာမှာမန်ဂရေးစာတွေနဲ့ပြည့်နေပြီးတော့အဆောက်အုံကြီးတွေအများအပြားလဲပြိုကျပျက်စီးခဲ့ပါတယ်။ဒေသခံအရေးပေါ်ကေဆေးဝန်တန်းတွေကတီဆုံးသူတွေကိုတေထုံနေချိန်မှာမိသားစုဝင်တွေအချင်းချင်းနှစ်သိမ့်နေကြရှာပါတယ်။ငလင်လှုပ်ချိန်မှာညာဦးပိုင်းလူအများစုနေအိမ်တွေမှာအနားယူနေကြတဲ့အချိန်ဖြစ်တာကြောင့်တီဆုံးသူဥယျာဉ်ဒီထက်မကတိုးလာနိုင်တယ်လို့အာဏာပိုင်တွေကပြောဆိုထားပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာမီးတောင်လှုပ်ရှားမှုများပြီးတော့ငလင်တွေမကြာခဏဖြစ်ပေါ်တဲ့ ပစိဖိတ်မီခွင်ပစိဖိတ် ring of fire ထဲမှာတည်ရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ငလင်ကြောင့်ဆူနာမီသတိပေးချက်ကိုလည်းထုတ်ပြန်ခဲ့ပြီးမြေနိုင်ပိုင်းအကြာမှာပဲပြန်ရုပ်သိမ်းခဲ့ပါတယ်။ဒီကရေရပိုင်းမှာပဲစီဘူးပြည်နယ်နဲ့တခြားပြည်နယ်တွေမှာလူသားစင်ပေါင်းများစွာတိုက်ဆုံခဲ့ရတဲ့ဘူအာလွိုင်းအပူပိုင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ပါသေးတယ်ခင်ဗျာ။ နီပိုးနိုင်ငံဟာအသက်2နှစ်အရွယ်အရီတာရာရှယာကိုနောက်လာမဲ့ကညာစင်နတ်ဖျားမှကူမာရီအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ဘိမှန်နဲ့မဝင်ခင်မှာဒီမိန်ကလေးငယ်ကိုမြို့ရဲ့ကျင်းမြောင်းတဲ့လမ်းတွေတစ်လျှောက်လှည့်လည်ပြသခဲ့ပါတယ်။ဘာသာဝင်ထောင်ပေါင်းများစွာဟာကောင်းချီးမင်္ဂလာခံယူဖို့အတွက်တန်းစီစောင့်ဆိုင်းပြီးတော့ဘန်းတွေနဲ့ငွေကြီးတွေပေးလှူခဲ့ကြပါတယ်။ အရီတာရာဟာ2019ခုနှစ်ကလေးကဒီယာဒူးကိုထမ်းဆောင်ခဲ့တဲ့အသက်17နှစ်အရွယ်ခရစ်ရှနာရှာယာရဲ့နေရာကိုဆက်ခံတာဖြစ်ပါတယ်။နီဘိုယူရာဒလီအရာနတ်ဖျားမဟာအရွယ်ရောက်ပြီးတဲ့နောက်မှာတာမန်လူသားတအုပ်အဖြစ်ပြန်ဖြစ်သွားပါတယ်။ကူမာရီကိုအသက်2နှစ်ကနေ၄နှစ်ကြာမှရွေးချယ်ကြပြီးတော့ အသားအရည်သပင်မျက်လုံးနဲ့သွားတွေမှာအပြစ်အနာစာကင်းစင်ဖို့လိုအပ်ပါတယ်။သူတို့ဟာမှောက်မိုက်တာကိုမကြောက်ဖို့လည်းလိုအပ်ပြီးတော့ဗိမာန်အပြင်ဘက်ကိုတော့တစ်နှစ်မှာအကျဉ်းရည်အနည်းငယ်လောက်သာထွက်ခွာခွင့်ရပါတယ်။ဥပမာအားဖြင့်ဒူဆိုင်ပွဲတော်ရဲ့အဓိကနေ့မှာတမရကိုကောင်းချီးပေးဖို့အတွက်ထွက်ခွင့်ရတာမျိုးဖြစ်ပါတယ်။မကြာသေးတဲ့နှစ်တွေမှာတော့ဒီရိုးရာကလေးဟာပြောင်းလဲလာခဲ့ပါတယ်။အခုဆိုရင် ကုမာရီတွေဟာတည်တံ့ကျူရှင်တွေရရှိကြပြီးတော့ ုံမြင်တန်ကြားလူမျိုးခင့်မိတဲ့အရာတွေကိုပါအတုံးပြုခွင့်ရရှိနေကြပါတယ်။သူတို့ရဲ့တာဝန်ပြီးဆုံးကနေပြီးဆိုရင်တော့အစိုးရကနေလာစဉ်ပင်စင်အနေငယ်ထောက်ပံ့ပေးတယ်လို့သိရပါတယ်ခင်ဗျာ။